ားလုံးရဲ့လိုအပ်ချက်တွေကိုပြေဝအောင်ဖြည့်ဆည်းပေးတတ်ပေမဲ့သူတို့ရဲ့လိုအပ်ချက်တွေကိုတော့ဘယ်တော့မှထုတ်မပြောတတ်ကြပါဘူး။ဟုတ်ပါရဲ့။တယောက်ကြားလေးတွေပါ။သူတို့ဟာကြလာတဲ့မိသားစုတာဝန်တွေကိုပခုံးပေါ်မှာထမ်းပြီးဘာကိုမှမညှိတော့ပဲထမ်းဆောင်ဖြည့်ဆည်းပေးတတ်ပါရဲ့။သူတို့ရဲ့နှလုံးသားထဲမှာဝမ်းနည်းစရာကိစ္စသမုတ်တရားကြီးလောက်ကြီးနေပေမဲ့မျက်ရည်တစ်စက်လေးမှထွက်မလာတတ်ပါဘူး။ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလားမလွဲပါဘူး။အိမ်မှာကြည်ရဲ့သူပဲဖြစ်ဖြစ်ငယ်တဲ့သူပဲဖြစ်ဖြစ်တားယောက်ကြလေးမင်းသူတို့ပခုံးပေါ်တာဝန်တွေအမြဲပြည့်နေတတ်ပါရဲ့ လိုအပ်မယ်ဆိုရင်လေမိသားစုတွေချစ်ရတဲ့သူတွေနဲ့ဝေးတဲ့နေရာမှာသွားပြီးတော့ကြိုးစားတက်ကြသေးတယ်။ပြီးရင်လေသူတို့စိတ်မပူအောင်ကျွန်တော်အဆင်ပြေပါတယ်လို့ဖြည့်တတ်သေးတယ်။ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလောက်မလွဲပါဘူး။မိန်းကလေးတယောက်အိမ်တော်ကြသွားရင်အော်ရောင်နှောက်စရုံးပါမိန်းကလေးကလိုက်သွားရရှာတာပဲ။သူ့ရဲ့ငယ်ဘဝဖြတ်တန်းခဲ့တဲ့အိမ်လေးသူ့မိဘနဲ့အတူမနေရတော့ဘူးပေါ့။ဒီလိုတွေပြောတတ်ကြပြီမဲ့ယောက်ျားလေးတွေမိသားစုနဲ့ခွဲပြီးတော့အပြင်ဝှက်ဆေးပါရှာတဲ့ခါမှာတော့ဘသူမှသိပြီးတော့စောက်ဖွဲလေးမရှိပါဘူး။ ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလောက်မလွယ်ကူပါဘူးအမေတွေရဲ့ဖုဖုမုတ်ချက်ချင်းခံရမှန်မိမဲ့ကို့ image အတွက်ကတော့ကိုယ်တိုင်ကြိုးစားမှာပဲဒီအတွက်လည်းအလုပ်တွေအပတ်တကောကြိုးစားလိုက်ကြသေးရမဟုတ်လားငငယ်အားဆိုရင်တက်တက်လေးအစာကြီးကြပြီးတော့တောင်းတကြပြီးမယ်အခုတော့သူတို့တကယ်လိုအပ်နေရရှိရင်တော့ထုတ်မပြောတတ်တော့ဘူးအချို့ကလိုအပ်ချက်ကိုဖြည့်ဆည်းရင်းနဲ့အဲ့ချိန်တော့မမရသလိုတချို့တွေကတာဝန်တွေကြောင့်အိမ်မရဖြစ်တတ်ကြတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလောက်မလွယ်ကူပါဘူး။ ီးတော့သူတို့ဟာကိုချစ်ရတဲ့သူနဲ့ကြုံလာပြန်တော့လေတစ်ဖက်ကိုချစ်ရတဲ့သူတစ်ဖက်ကမိသားစုကိုချစ်ရတဲ့သူကိုရွေးချယ်မိလိုက်တဲ့အခါမှာမိသားစုတွေကစိတ်ဆူတက်ကြပြီးတော့ကိုချစ်ရတဲ့သူကိုရွေးချယ်လိုက်တဲ့အခါမှာတစ္ဆာမရှိတဲ့သူဆိုပြီးတော့တစိတ်တက်ခံလိုက်ရသေးတယ်။ဘယ်တော့အခါမှာရှုပ်ထွေးရဲ့ပြဿနာတွေလျော့နေတယ်ဆိုတာမရှိပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလောက်မလွယ်ကူပါဘူး။သူတို့ဟာဘလို့အချိန်ညမျိုးမှမဆိုအေးစေးတည်ငြိမ်စွာနေတတ်တာကသူတို့ရဲ့လေးစားပွဲပုံစံတစ်ခုပါပြဿနာကိုရှုမြင်မုံတုံးတပ်ပုံတွေကလည်းလေးစားထိုက်တယ် ကိစ္စတသေးလေးတွေပေါ်မှာစိတ်မပြတ်တတ်ပေမဲ့သူတို့မှာနာကျင်မှုမရှိဘူးလို့မဆိုလိုပါဘူးပြဿနာတွေကိုဆိုအမြဲကြုံတတ်ရမိမဲ့သူတို့ရဲ့တတိဟာဘယ်တော့မှမကြဆင်ပါဘူးကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘဝဟာထင်သလောက်မလွယ်ကူပါဘူးတငယ်ချင်းကိုရှင်ပတ်ကြီးနဲ့ပေါင်းတတ်ပေမဲ့သူ့ကိုစွန့်ခွာရင်လေခက်ပြုံးပြုံးမဲ့နေတတ်ကြတယ်အဖေရှိမှစကားအောင်ကြည်ကြည်မပြောရေးပေမဲ့အပြစ်မှာတော့အားလုံးထိ ंछ ုတ်ထားနိုင်တယ်အမေဖြစ်ဖြစ်ညမဖြစ်ဖြစ်တမီးဖြစ်ဖြစ်ချစ်သူဖြစ်ဖြစ်ဘသူနဲ့မဆိုပြည်လဲအောင်ဆက်ဆံတတ်တယ်လို့တငယ်ချင်းထက်အရေးကြီးရသူတို့မှမရှိဘူး ကျွန်တော်ရောက်ကြလေးရဲ့ဘဝဟာထင်သလောက်မလွယ်ကူပါဘူး